ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထဲမှာစကားကျွတ်စွာရယ်နော်ဒီနေ့မှာကြာတော့အခုတရက်နေ30တိပုံမှာကျွန်တော်ပြထားတာရှိပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ဘလူးတွေပြောလို့ရလဲဆိုတော့ကျွန်တော်လာပြီးတော့ share ပေးမှာဖြစ်ပါတယ်နော် share ပေးမှာဖြစ်ပါတယ် okay မြန်မာစာလေးရောအင်္ဂလိပ်စာလေးနဲ့ပါကျွန်တော်ရေးပေးထားပါတယ်ဒါဘယ်လိုလဲဆိုတော့နံပါတ်1နဲ့ကြံတဲ့1 3 4 5 6 7 9 10 အကုန်လုံးဘောနော်တွဲမယ်တင်းနဲ့တွဲမယ်ကွာဘလူတွေတွဲပြီးတော့ပြောလို့ရလဲဘလူတွေဒိဗယ်တွေဖြစ်သွားမယ်ဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်နော်โอเคအတန်လေးရှင်းလားမသိဘူးစမယ်နော်နံပါတ်1မှာကြတော့ကျွန်တော်ရေးပြထားတယ် pen pen ဆိုတာဖြစ်တီသမဟုတ်တက်တီဘောနော်ဖြစ်တာလို့တက်တာလို့ pen ဆိုတာနဲ့တွဲပြီးတော့သုံးရမှာဖြစ်ပါတယ်နော် ဖြစ်တာတို့တက်တာတို့ဘောနော်အဲ့လိုမျိုးတွဲမယ်ဆိုရင်ဒီ pin ဆိုတဲ့အရာကြီးနဲ့ number 1က pin ဆိုတဲ့အရာကြီးနဲ့တွဲရမှာဖြစ်ပါရင်တော့ okay အဲ့ဒါကိုကျွန်တော် number 2နဲ့တွဲမယ်ကွာနှစ်မှာပါကျွန်တော်ရေးထားလဲဆိုတော့နှစ်မှာနှစ်မှာကကြာတော့ gain gain ဆိုတာစာတီစာတော့စားတယ်ဖြစ်ပါရင်တော့အဲ့ဒါကိုကျွန်တော်အတင်းနဲ့တွဲမယ် blue တွဲမယ်ဆိုတော့ gain ဆိုတာအရင်တွဲမယ် ်ပြီးတော့နံပါတ်1ကိုနောက်မှာထားမယ်နော်နံပါတ်1ကိုနောက်မှာထားမယ်နော်အကုန်လုံးရဲ့အနောက်မှာထားမယ်โอเค gain pain gain ဆိုတာစားတာစားသည့်ပေါ့နော်အာအဲ့ဒါကိုနံပါတ်1ကဟာနဲ့တွဲလဲမယ်ကွာ gain pain ဆိုလို့ရှိရင်စားတက်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်ဒါအကုန်လုံးတွဲလို့ရရနော်နံပါတ်1မှာကြတော့ gain gain ဆိုတဲ့အဓိပ္ပာယ်ကြတော့စားတာကိုဖြစ်တယ်။အဲ့ဒါကို take up ဟာနဲ့တွဲမယ်။ gain pain solution စားတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်။ โอเคနံပါတ်3မှာကြာတော့ non non ဆိုတာအိတ်တာကိုပြောတာဖြစ်ပါတယ် non ဆိုတာအိတ်တာကိုပြောတာဖြစ်ပါတယ်အာအဲ့ဒါကို non pain solution အိတ်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်ဒါအခြေခံလေးရင်နော် kin pain စတတ်တယ် non pain အိတ်တက်တယ်နံပါတ်4နံပါတ်4မှာ pai pai ဆိုတာလူတိုင်းသိမှာပေါ့ ပိုင်းသွားတာကိုပြောတာဖြစ်ပါတယ်သွားတယ်သွားသည်သွားတော့သွားတယ်ဖြစ်ပါတယ်အဲ့ဒါကို piping ဆိုလို့ရှိရင်သွားတတ်တယ်ဆိုပြီးတော့အဓိပ္ပာယ်ဖြစ်သွားမယ်နော်သွားတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ် okay နံပါတ်5မှာကြာတော့နံပါတ်5မှာမာမာဆိုတာလာတာကိုပြောတာပြောတာဖြစ်ပါတယ်လာတာကိုပြောတာဖြစ်ပါတယ်မာဆိုတာလာတာကိုပြောတာဖြစ်ပါတယ် okay အဲ့ဒါကိုနံပါတ်1နဲ့တွဲမယ်1ကိုနောက်မှာထားလိုက်မယ် မာပင်မာပင်မာဆိုလာတာပင်ဆိုတက်တယ်မာပင်လာတက်တယ်အဓိပ္ပာယ်လာတက်တယ်ဆိုလို့ဖြစ်သွားမယ်မာပင်ဆိုတာလာတက်တယ်မာဆိုလာသည်လာတော့လာတယ်ပင်ဆိုတာတက်တယ်မာပင်ဆိုလို့ရှိရင်လာတက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နံပါတ်6မှာသွားမယ်နံပါတ်6မှာကြတော့ဒူဒူဆိုတာကြည်တာကိုပြောတာဖြစ်ပါတယ်နော်ကြည်တာကိုဒူဆိုလို့ပြောတာဖြစ်ပါတယ်တကယ်လို့ဒူပင် ကြည်တက်တယ် do pain ဆိုတာကြတော့ကြည်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်သဘောပေါက်မယ်လို့ထင်ပါတယ် okay နံပါတ်9မှာကြတော့ phu phu ဆိုတာပြောတာကိုပြောတာကို phu ဆိုပြီးတော့တောင်းတာဖြစ်ပါရင်နော် phu ဆိုတဲ့အဓိပ္ပာယ်ကြတော့မြန်မာလိုနဲ့အဓိပ္ပာယ်ကြတော့ပြောသည်ပြောသောပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့နံပါတ်1နဲ့တွဲမယ် phu pain ပြောတတ်တယ် ဖူပင် solution ပြောတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါလေနော်ဒါဒါအပေါ်ဆုံးကနံပါတ်1နဲ့တွဲလိုက်လို့ရှင် blue တွေဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် share ပေးတာဖူဆိုတာလောက်ပဲ solution ပြောတယ်အဓိပ္ပာယ်ရှိပါတယ်ဖူပင်ဆိုတာကြတော့ပြောတတ်တယ်ဖြစ်သွားမယ်နော်ဟုတ်ဟိနံပါတ်8နံပါတ်10မှာကြတော့ kien kien ဆိုတာရေးတာကိုပြောတာဖြစ်ပါတယ် kien ဆိုတာရေးသည်ရေးသောရေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အဲ့ဒါကိုကျွန်တော်နံပါတ်1နဲ့တွဲမယ် kian kian pen ရေးတက်တယ် kian pen solution ရေးတက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်ဘောပုံမယ်လို့ထင်ပါတယ်နော် okay နံပါတ်9သွားမယ်နံပါတ်9မှာ an an ဆိုတာဖတ်တာကိုပြောတာဖြစ်ပါတယ်ဖတ်တာကိုနော်ဘာလို့ဖတ်တာလဲစာရီပဲဖတ်မှာလေဖတ်မှာတော့ okay ဖတ်တီဖတ်တော့ဖတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကြတော့ an နော်အဲ့ဒါကိုကျွန်တော်နံပါတ်1နဲ့တွဲမယ် an pen ဖတ်တက်တယ်ဖြစ်သွားမယ်နော်အန်ပင်ဆိုတာဖတ်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်အာထူနီးတူပဲနံပါတ်10မှာทํางานအလုပ်လုပ်တယ်ทํางานဆိုတာအလုပ်လုပ်သည်အလုပ်လုပ်တော့အလုပ်လုပ်တယ်နော်ทํางานပင်ဆိုလို့ရှိရင်အလုပ်လုပ်တက်တယ်ทํางานပင်ဆိုတာအလုပ်လုပ်တက်တယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคကျွန်တော်အကြံဖြင်းလေးပြောပြမယ်နံပါတ်1မှာကြတော့နံပါတ်နံပါတ်1အနေနဲ့ပြောမယ်နော်1မှာကြတော့ပင်ပင်ဆိုတာတက်တယ်သို့မဟုတ်ဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်အဲ့ဒါဘေးဖက်ထားလိုက်โอเคနှိမ့်မှာကြတော့ဗာလဲနှိမ့်မှာကြတော့กินกินဆိုတော့စာတီစာတော့စာတယ်သုံးမှာကြတော့ non 8 8တော့8တယ်လေးမှာကြတော့ပိုင်းတွားတီတွားတော့တွားတယ်ငါးမှာကြတော့မာလာတီလာတော့လာတယ်နံပါတ်6မှာကြတော့ဒူးជីတီជីတော့ជីတယ်နံပါတ်9မှာကြတော့ဖူးပြောတီပြောတော့ပြောတယ်နံပါတ်10မှာကြတော့ခီယန် ရေးသည်ရေးသောရေးတဲ့ဖြစ်ပါတယ်နံပါတ်6မှာကျတော့အန်ဖတ်သည်ဖတ်သောဖတ်တယ်ဖြစ်ပါတယ်เนาะနံပါတ်7မှာทํางานအလုပ်လုပ်သည်အလုပ်လုပ်သောအလုပ်လုပ်တယ်ဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ပင်ဆိုတဲ့ဖြစ်တယ်သို့မဟုတ်တတ်တယ်ဆိုတဲ့အရာနဲ့တွဲလိုက်မယ်ဆိုလို့ရှိရင် can pin စာတတ်တယ် non pin အိတ်တတ်တယ် by pin သွားတတ်တယ် ma pin လာတတ်တယ် do do pin ကြည့်တတ်တယ် อ่าผู้เป็นจดแต่เขียนเป็นยิดแต่อ่านเป็นพัดแต่ทำงานเป็นเราลดแต่สุดอดีบรีပြောလို့ရပါတယ်တကယ်ကြီးတို့ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်โอเค follow မလို့ရတဲ့ညို follow လုပ်သွားပါကျွန်တော် channel မှာခုလိုမျိုး video file တွေကျွန်တော်အများကြီးလို့လုတ်ပြီးတော့တင်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow လုပ်သွားပါเนาะမနေ့9နိုင်နောက်ပိုင်းဆိုရင်ကျွန်တော်တရားရိုက်လွတ်ပါတယ်เนาะ follow လုပ်သွားပါနည်းနည်းကိုရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါခေါပွန်ခါ bye bye